ွားညိတာအသက်အသက်အပိုင်းချရှိလားလို့အခုဒီ comment ပိုင်းရှင်ကမေးထားပါဗျ။အဲသွားညိတာကတော့ကျွန်တော်တို့ပုံမှန်အဖြစ်တော့ဒီနိုင်ငံသားမှာပေါ့နော်သူတို့ကတော့9နှစ်ခွဲ10နှစ်လောက်ကနေအသက်အရွယ်ဟိုပေါ့အကြီးပိုင်းအထိကတော့သူ adult orthodontic လို့ခေါ်တယ်ဒီကျွန်တော်လူကြီးတွေမှာလုပ်လို့ရတဲ့ brace တွေပေါ့နော် adult orthodontic ဆိုတာတော်တော်လေးအသက်ကြီးသွားပြီး40 50ကျော်တယ်အဲ့လိုမျိုးအသက်အရွယ်အထိကို လုပ်လို့ရပါတယ်သွားညိတာက ဘာကောင်းသေးရင်လဲဆိုတော့ကျွန်တော်သွားကြားတယ်မသွားနဲ့အယိုးကြားထဲမှာရှိတယ်ကျွန်တော်တို့ဒီ tissue လွာလေးပေါ့နော် periodontal ligament လို့ခေါ်တယ် PDL လို့လည်းခေါ်တယ်အဲအဲ့လိုမျိုး tissue လေးကောင်းနေတဲ့ရွေ့သွားကကောင်းသေးတယ်လူနာကလည်းသွားကိုအတန်ရှင်းရေးတေချာလုံနိုင်သေးတယ်ဟို patient ကလည်းဟို able ဖြစ်တယ်ပေါ့နော် able ဖြစ်တယ်ဟိုသူ့ကိုယ်သူလည်းဂရုစိုက်နိုင်နေမြည်သူမဆိုအသက်အရွယ်9နှစ်ခွဲ10နှစ်ကနေခုနလိုမျိုး40ကျော်50ကျော်အထိကို သွားညှိကုတာလို့ရပါတယ်အောင်မြင်တဲ့ result တွေလည်းရနိုင်ပါတယ်အဓိကအဖြစ်တော့အပေါ်မှာပြောတဲ့ကျွန်တော်ချက်ပါပြောခဲ့တဲ့ကျွန်တော် tissue တွေကျန်သေးတာရဲ့သွားကရွေးရှားနိုင်သေးတာရဲ့မိမိကိုယ်ကိုဂယူဆိုင်နိုင်တန်ရှင်းလုပ်ပေးနိုင်တာရဲ့ဒါတွေအကုန်လုံးလုပ်ပေးနိုင်နေဆိုရင်ကျွန်တော်တို့သွားညှိကုတာမှုခံယူလို့ရပါတယ်